မင်္ဂလာပါကျွန်တော်တို့ကချင်ဝေးအနေနဲ့အင်တာဗျူးလုပ်ဖို့အတွက်ဖိတ်ခေါ်တဲ့အခါမှာဆရာပါဝင်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆရာဟုတ်ကဲ့ပါကျေးဇူးပါကျွန်တော်လည်းကျေးဇူးတင်ပါတယ်ဆရာတို့အဲဆရာနဲ့ဆွေးနွေးခြင်းတဲ့ဟာကအခုကျွန်တော်တို့ အထူးတစ်ဖြစ်တော့ကျွန်တော်တို့ကချင်ပြည်နယ်သားတွေဆိုတော့ကချင်ပြည်နယ်မှာဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုအဖြစ်ပြက်တွေကိုတည်ပြီးမှမြန်မာနိုင်ငံရဲ့တဘာဝပတ်ဝန်းကျင်ဒီကမ္ဘာရာသီဥတုပြောင်းလဲလာမှုဒီဟာချိဆက်မှုတွေအကြောင်းကိုဆရာနဲ့ဆွေးနွေးချင်တာဖြစ်ပါတယ်ဆရာဟုတ်ကဲ့ပါဟုတ်ဆရာကျွန်တော်တို့နွေရာသီဆိုရင်ပူလွန်ကဲမှုတွေကျွန်တော်တို့မှာဖြစ်လာတယ်ပြီးရင်မိုးရာသီဆိုရင်အခုဆိုရင်ကျွန်တော်တို့မိနစ်၃လေးရည်ကြီးတယ်ဒီနေ့လေးရည်ကြီးတယ်ကျွန်တော်တို့က အာနာရှင်စနစ်ရဲ့ကြီးစိုးမှုဒီကြောင့်နေ့စဉ်ကျွန်တော်တို့လေရင်တန်ကြားရင်ပြည်သူတွေကစိုးရိမ်နေရတယ်အခုတော့ကျွန်တော်တို့မိုးရွာတန်တွေကြားရင်ကျွန်တော်တို့အမြဲတမ်းစိုးရိမ်နေရတော့မှလားပေါ့နော်ဆရာဒီလိုဖြစ်လာရတဲ့အကြောင်းကကျွန်တော်တို့နိုင်ငံရဲ့တဘာဝအပေါင်းဝန်းကျင်ဒီဒီအန်ဇာဒပြုံးတီးမှုကဘလောက်ထိများလာတာကြောင့်ဖြစ်တာလဲပြီးရင်ဒီအဖြစ်ပြက် အခြေအနေတွေကကမ္ဘာရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်တွေနဲ့အတူကျွန်တော်တို့နိုင်ငံရဲ့အခြေအနေကိုဆရာဆက်ဆက်ပြီးမှဆွေးနွေးရှင်းပြဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်ဆရာဟုတ်ကဲ့ကျေးဇူးပါကျွန်တော်တို့တဘာဝပတ်ဝန်းကျင်ပျက်စီးယိုယွင်းလာတာမြန်မာပြည်မှာအထွေထွေဖြစ်တော့အေဘောအချင်းပြည်မှာကတိတဲ့အတိုင်းပဲလေတမိုင်းနဲ့ခြိတာဆိုတော့တော်တော်ကိုဆိုးတာပေါ့နော်ဒါပေမဲ့အဲ့ဒီမှာမှဒီလွန်ခဲ့တဲ့2000အဲတစ်နောက်ပိုင်း ဘောနောဆေအနာတိန်ပြီးတဲ့နောက်ပိုင်းမှာတော့ significant ဘောနောတတိတတာတာကျွန်တော်တို့ဆရာတို့အားလုံးမြင်တွေ့ရတဲ့အတိုင်းပဲတအားကိုဆူဆူဝါဝါဖြစ်လာတယ်ကျွန်တော်အဲပြီးခဲ့တဲ့ရက်ကပဲတစ်တော်ရဲ့အချင်းတွေကိုနည်းနည်းလေးဒီလေးလာကြည့်လိုက်တယ်လေးလာကြည့်ရခြင်းမှာကျွန်တော်တို့ဟို2000နဲ့2024 2023နဲ့24ကြားမှာပဲအဲမြန်မာနိုင်ငံရဲ့ တစ်တော်ပေါ့နော်တစ်တော်ပြည့်စုံမှုက9.35 million hectare တော်တော်ကိုများတဲ့ပမာဏပြည့်စုံသွားတာကိုကျွန်တော်ဒီ Global Forest Watch မှာတွေ့လိုက်တယ်ကျွန်တော်အဲ့လောက်ကြီးမတင်တာဘူးပေါ့နော်လေ့လာကြည့်လိုက်တော့တန်းချီပြတ်သွားတယ်ဆိုတော့နက်နက်နော့နော့မဟုတ်ဘူးဒီနော်ဆိုတော့အဲ့ဒါအဲ့ဒါကြောင့်ဟုတ်ပါတယ်လို့ပြီးတော့လည်းအခုဆရာပြောတယ်လို့ပါပဲကမ္ဘာရာသီဥတုဖြစ်ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်နဲ့ကျွန်တော်တို့ မြန်မာပြည်ရဲ့ဟာဆက်ဆက်မယ်ဆိုရင်ဒါကတော့တကပါလုံးကိုဒီအဲရာဇူတုပြောင်းလဲမှုရဲ့အကျိုးဆက်ဖြစ်တဲ့ဒီ climate change ပေါ့နော် climate change ရာဇူတုဆိုးဆိုးဝါးဝါးပြောင်းလဲမှုရဲ့သူရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကိုကျွန်တော်တို့တကပါလုံးကအတူအတူတူပဲကျွန်တော်တို့ global issue ဖြစ်တဲ့အတွက်ကြောင့်တကပါလုံးကအတူတူပဲခံစားကြရတာဖြစ်တယ်ဒါပေမဲ့လည်းတနင်္ဂနွေချင်းစီရဲ့လက်ရှိဒီပတ်ဝန်းကျင် အခြေအနေကောင်းမွန်မှုနဲ့ပိုပြီးပြည့်စုံမှုပိုပြီးထိမ့်သိမ်းကြတဲ့နိုင်ငံတွေနဲ့ဘာမှကိုမထိမ့်သိမ်းတဲ့အပြင်ကိုဒီပြိပက္ခတွေကြောင့်ပြည့်စုံနေကြတဲ့နိုင်ငံတွေဆိုပြီးခွဲခြားလိုက်တဲ့အချိန်မှာကျွန်တော်မြန်မာပြည်က လုံးဝကိုမထိန်သိမ်းတဲ့အပြင်ကိုဟိုဆော့ဆော့ပြောခဲ့သလိုပေါ့နော်တိတိတာတာကိုဧကပေါင်းဟက်တာပေါင်းရာချီထောင်ချီသိန်းချီအဲ့လိုပြက်စီးတဲ့ဟာကိုတွေ့ရတယ်။နောက်တစ်ခုကလည်းဆော့ဆော့အတိုင်းပဲကျွန်တော်ကချင်ပြည်ရဲ့တစ်တော်ဖုံးလွှမ်းမှု ပြက်စီးတာကို ပြန်ကြည့်တဲ့အခါမှာလည်းကချင်ပြည်နယ်ကလည်းနည်းနည်းနော်နော်မဟုတ်ဘူးပြ။ဒီ2000နှစ်ကနေ2024အတွင်းမှာပြက်စီးတာကိုဟို220နှစ်ကီလိုမီတာ square ပျက်စီးဆုံးရှုံးသွားတယ်ဆိုပြီးတွေ့ရတယ်အဲ့ဒါကဘလောက်ထိတောင်လဲဆိုအဲ့ဒီနှစ်အတော်အတွင်းရဲ့အဲ forest ကပါပေါ့နော်တစ်တော့ဖုံးလွှမ်းမှုရဲ့47ရာခိုင်နှုန်းအထိကိုဆုံးရှုံးသွားတယ်ဆိုတာကိုတွေ့ရတယ်ဒါဆိုဆရာစဉ်းစားကြည့်လို့ရပြီဒီကျွန်တော်တို့ရဲ့အဲဒီဆရာပြောသလိုတွေ့ရသည်ဆိုရင်အထူးထူးခြားခြားပူ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 ပြင်းချောက်တွေ့လာတယ်ရေတွေခမ်းလာတယ်အဲမိုးရာတီဆိုလဲဆရာပြောတယ်လို့ပဲမိုးတန် ကိုလည်းပြန်ကြောက်နေရပြီလေရင်ဒါမဲ့မဟုတ်တော့ဘူးနော်တကယ်ပဲမှန်ပါလေအဲ့ဒါအမိုးရွာရင်ရွာတယ်လို့ကြီးကိုကြီးမှာပဲဘာကြောင့်ဆိုဆိုအခုဒီမှာမြင်တွေ့ရတဲ့အခုကျွန်တော်တင်ပြခဲ့တဲ့ data တွေကအတိအကျပဲလေဒီဟာတွေကဒီတို့ဒီ data တို့ research တို့ကလေဆရာဆရာအကုန်လုံးအမြဲမှန်တယ်အမြဲတိတိကျကျပဲအဲ့ဒီထက်ပိုတာပဲရှိတယ် humid forest လို့ပြောတယ်ကျွန်တော်တို့ပြင်ပြည့်ရဲ့တစ်တော်ကလေတိတ်ကောင်းတဲ့ အဲ forest ပေါ့နော်ဒီလိုတစ်တောမျိုးတွေဆူဆွတ်တဲ့တစ်တောမျိုးတွေအမြောက်အများဆုံးရှုံးရတဲ့အချိန်မှာကျွန်တော်တို့ဆော့ဆော့ပြောတဲ့အတိုင်းပဲမိုးတွေပြန်တယ်အပုံမှန်အတိုင်းနေ့စဉ်သူ့မိုးရာသီဖြစ်တဲ့အတွက်ကြောင့်ရွာချလာတဲ့မိုးရေကလည်းသူကအဲ irregular ဖြစ်တာပေါ့နော်ပုံမှန်မဟုတ်တော့ဘူးပိုပြီးများတာလည်းဖြစ်ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ 偷偷悄悄拿的来骗奶奶。哎喽，我干嘛干嘛不管，那标签拿了。哎喽，苗里骗来的干嘛？不如我有吃来的钱，得到婆娘母家。你说呀，你说这些呀，看侬侬要那多少了？哎滴，爷爷滴个，哎，对耶，哎，爸爸哇，皮钱啊，带皮门的了不呢？得了好久，侬就是养的，养的太长的，苗的太有功劳，一季亩收的好。 လွန်လွန်ကဲကဲပူပြင်းတာရေကြီးတယ်ဆိုလားလွန်လွန်ကဲကဲအခုဆိုရင်ဒီဒီနေ့မနေ့တုန်းကပဲအဲကျွန်တော်တို့ဒီကျွန်တော်ကျွန်တော်ဇာဇာတိရွာပေါ့နော်အဲစကားပါရဲ့ဟိုဘက်မှာရှိတဲ့ဒီဘုံမွာနဲ့ချမဟော်ဆိုတော့ကျွန်တော်ဒေတာပေါ့လေနော်ကျွန်တော်ရွာဘယ်တော့မှမိုးမိုးမကြီးဘူးပဲမှာအဲ့လိုမျိုးပေါ့အခုဆိုရွာထဲမှာအိမ်လူတွေပါမျောပြီးတည်ပုံတာအဲ့လိုမျိုးတွေဖြစ်လာတာက ကပ္ပရာတိဥတုပြောင်းလဲမှုဖြစ်စဉ်ကလည်းဒါတကပ္ပလုံးကျွန်တော်တို့အားလုံးရင်ဆိုင်တဲ့အရာတွေအတိုင်းပဲ Global Warming and Climate Change ဆိုတဲ့ကပ္ပကြီးပုံတွင်းမှုနဲ့ရာတိဥတုအဆိုးဆိုးဝါးဝါပြောင်းလဲဖောက်ပြန်မှုကကျွန်တော်တို့တကပ္ပလုံးနဲ့အတူတူကျွန်တော်တို့မြန်မာပြည်ကျွန်တော်တို့ကချင်ပြည်ခံစားရတယ်အဲ့ဒီမှာမှကျွန်တော်တို့ရဲ့ရှိရင်လက်ရှိအခြေအနေကထူးထူးခြားခြားပုံများနေတော့ကျွန်တော်တို့မှာပူရင်လဲထူးထူးခြားခြားပုံပြီးပူတယ် အဲကပအပူဆုံးတို့ဘာလို့ဆိုမြန်မာပြည်မှာဖြစ်တယ်နော်အဲပြီးတော့နောက်တစ်ခုကဒီဒီအဲမိုးရွာရင်လဲရေကြီးရင်လဲဘယ်တော့မှမရေမကြီးတဲ့နေရာအခုကျွန်တော်ပြောလေမိနစ်တုန်းကပဲကျွန်တော်ရွာကျွန်တော်တို့ရဲ့အဲကျွန်တော်ရဲ့ဇာတိရွာဖြစ်တဲ့စကားပါအနီးကဆမဟော်ဆိုတဲ့ရွာလေးနေဆက်ကရွာလေးတရွာကရွာထဲမှာကိုဝုံတိုင်းတခါမှတသက်လုံးအဲ့လိုမျိုးမကြီးဘူးတဲ့ထူချာဖြစ်စဉ်ရေကြီးမှုတွေဒါထပ်ဖြစ်အောင်ပါပဲအခုဟုတ်ကဲ့ဆရာအဲ့ထဲမှာလေဟုတ် ဆရာဆွေးနွေးရတဲ့အထဲမှာအခုဆရာရဲ့ဇာတိရွာမှာ ဖြစ်ခဲ့တဲ့အခါကချင်လူကြတော့မော်ရူလို့ခေါ်ပါဘောနော်တခါတည်းမော်ရူဟုတ်တယ်ဟုတ်တယ်အယုတ်တရက်ဒီတောင်ကြချောင်းရည်တွေကကြောက်တုံးကြောက်ခဲတွေတစ်လုံးတွင်နဲ့တခါတည်းယုတ်တရက်ကြီးပြီးမှဒီအချိန်အဟုန်နဲ့စီးဆင်းလာတဲ့ရေကြီးရေရှမ်းမှုပေါ့နော်ဆိုတော့ဟုတ်တယ်ဟုတ်တယ်ဆရာအဲဒီလိုမျိုးတဘာဝအန်ဒီရည်တွင်နဲ့ရှိနေတဲ့ဒီလိုမျိုးဒေတာမှာပေါ့နော်ဒီလိုမျိုးအခြေအနေမှာကျွန်တော်တို့ အားလုံးကန့်ကွက်နေတဲ့ဒီမစ်ဆုံလူမျိုးရေကတာစီမံကိန်းကြီးကိုလှုပ်ရှင်တဲ့တူတွေကလည်းရှိသေးတာပေါ့နော်အခုလက်ရှိဒီစစ်ကောင်းဆောင်အာနာတိနာတဲ့စစ်ကောင်းဆောင်မင်းအောင်လှိုင်ကလည်းမစ်ဆုံစီမံကိန်းကိုပြန်လှုပ်ရှင်တဲ့ဟာမျိုးပြောတယ်ဒီဟာကိုအဓိကကြားတဲ့တရုတ်တွေကလည်းမစ်ဆုံစီမံကိန်းကိုသူတို့ဟိုမလှုပ်တော့ဘူးဆိုတဲ့လေတာမျိုးလည်းသူတို့တစ်ခါမှမပြောသေးဘူးပေါ့နော်ဆရာဒီလိုမျိုးအခြေအနေမှာ တာဝန်ရှိတဲ့ခေါင်းဆောင်တာဝန်ရှိတဲ့ခေါင်းဆောင်ဆိုတဲ့ဟာကကျွန်တော်တို့တိုင်းနာခေါင်းဆောင်တွေရောပြီးရင်တော်လန်ရေးလုတ်တဲ့လူတွေရောနိုင်ငံရေးလုတ်တဲ့လူတွေရောပေါ့ပြီးရင်တခြားနေပြည်တော်ကအဲကျွန်တော်တို့ရဲ့ခေါင်းဆောင်တွေဒီတဘာဝပတ်ဝန်းကျင်ကိုလေးလာကြုံးကျင်ထားတဲ့ဇာအနေနဲ့ပေါ့နော်ဘလူးမျိုးအကြံပြုဆွေးနွေးကျင်လဲပေါ့ဆရာဟုတ်ကဲ့음ဒါရောလဲဟုတ်ဟုတ်ပါတယ်เนาะကျွန်တော်တို့ရှိမှာတော့ထူးထူးခြားခြားကိစ္စတွေအားလုံးကျွန်တော်တို့ရှိမှာဖြစ်နေတာပေါ့ဆိုတော့ဒါကတော့တကယ်တမ်းဆို အဲရှင်းရှင်းပါတယ်လေသူတို့ကဘာမှကိုဒီပတ်ဝန်းကျင်ဆိုတဲ့ဟာကိုထိမ့်သိမ်းရေးဆိုတဲ့ဟာဆိုတော့လုံးဝကောင်းတယ်မထက်ဘူးပေါ့နော်လုံးဝကိုထက်သွင်းမစင်စားဘူးဆိုတော့တိတာတယ်သူတို့ကလုံးဝနိုင်ငံရေးပဲနိုင်ငံရေးအမျက်ထုတ်မယ်သူအထူးသဖြင့်တော့အဲစစ်ချုံစစ်ချုံအာနာသိမ့်မယ်အာနာသိမ့်အဖွဲ့တွေကတော့တိတာလေနော်ဆရာသူတို့ကရှိတာအကုန်ပေးမဲ့သဘောဖြစ်နေတယ်နိုင်ငံရေးမှာသူတို့အကြီးကျယ်အရှုံးနဲ့ရင်ဆိုင်နေရတဲ့ အနေအနေထားမျိုးပါဒီတရုတ်နိုင်ငံကတို့အတွက်ကတို့ကတကဘာလုံးမှာဘယ်သူမှမရှိတော့လေနော်ပူတင်နဲ့ဒီရုရှားနဲ့တို့တရုတ်ပဲရှိနေတော့တရုတ်ကလည်းဆရာတို့ကျွန်တော်တို့အားလုံးမြင်တွေ့ရတဲ့အတိုင်းပဲတိတိတာတာကြီးကိုဝင်ပြမတာဆွဖက်ဆွဖက်နေတယ်ဆူဆူဝါဝါပဲပေါ့နော်ဆိုတော့ဒီလိုဝင်ရောက်ဆွဖက်နေတဲ့ ထဲမှာမှာသူတို့အတွက်အချိုးအမြတ်ရမယ်ဟာတွေကတော့သူတို့ကတော့ရောက်အောင်ယူမှာပဲပေါ့နော်ရောက်အောင်လဲယူနေရလဲကျွန်တော်တို့ ်ဆရာတို့ကျွန်တော်တို့မြင်နေကြရတယ်ပုံစိုးတာကျွန်တော်တို့အဲနေစတေတာကချင်းပြီးကျွန်တော်တို့ဆရာတို့တက်တက်လုံးကြီးပြင်းလာတဲ့နေရာမှာတောက်လျှောက် exploit ပေါ့နော်ဒီဒီမတရားခေါင်းပုံဖြတ်ပြင်းမှဒီတေရန်ဇာတအရင်မြစ်တကိုယူနေတာကျွန်တော်တို့တွေ့ရနေတာပဲဆိုတော့ဒီအခုကိစ္စလည်းအဲမြစ်ဆုံဆဲပြန်လုံမယ်ဆိုတာလည်းသူကဟိုဟိုတော်တော်တွားလိုက်ပြီးပြန်လာတဲ့အခါမှာလာလာပြီးစပြောတာပဲလေနော်ဟိုမိမြန်မာပြည်သားအဲဒီမြေဆုံဆက်တာလုံတော့အခုလိုမျိုးမီ ပြတ်တောက်တာတို့နိုင်ငံအဝန်းကလူတွေမြည်ကောင်းကောင်းရရနိုင်တယ်ပို့တော်ပို့ရှာနိုင်တယ်ဆိုတော့ဒါကတော့သူဘာမှအခြေမြစ်ကိုမရှိသေးသူလှုပ်ချင်တာလှုပ်ဖို့တက်တက်ဟိုအကြောင်းပြတာပဲဟုတ်တယ်လေနော်အရင်တော့ကဒီမစ်ဆုံဆဲရတန့်ထားတဲ့အခါလဲဒီအရတအစိုးရခင်မှာကျွန်တော်တို့တွေတောချိုတောင်ကြားအစလင်းထိန်လာပြီပဲလေနော်ဒါကတော့ဟိုဘလုံးကအခြေမြစ်မရှိတဲ့သူရဲ့ဒီဒီစင်ချေပြပြမှတရုတ်ကိုတက်တက်ဒီနိုင်ငံကြီး စရေရှုံနေနေတဲ့နေရာမှာသူကအမျက်ထုတ်ပြီးမှဒီတိုင်းရင်းသားဒေတာကိုလည်းကျွန်တော်တို့ကိုလည်းဖိနှိပ်တာလည်းတစ်ချိန်တည်းမှာဟိုဟုတ်ဟုတ်တယ်လို့ပဲသူ့ရဲ့အမျက်ထုတ်မှုပေါ့နော်တရုပ်ပေါ်မှာရှိတာအကုန်ပြပြီးမှ သူ့ကိုကဲတင်ဖို့သူ့ကိုကဲမဖို့ဒါရှိတဲ့ဘာတယံသာတာဘာမဆိုသူ့ပေးမှာပဲကျွန်တော်အနေနဲ့လည်းတို့ကိုအကုန်လုံးကိုဒါကတော့ရှင်းရှင်းလေးပဲအဲကျွန်တော်တို့ဒီတို့လူကြီးတွေကိုကျွန်တော်တို့ဒေတာကလူကြီးတွေရဲ့လဲပေါ့နော်တို့အားလုံးကိုကျွန်တော်အဲထောက်ပြချင်တာဆိုတာတဲ့မေတ္တာရခံချင်တာတော့ဒီမြစ်ဆုံဆဲကြီးဆိုတာကတော့တိတ်ကုံမကိုရှင်းလွန်းနေပါလေတကယ်တော့မဆောက်တင့်မှုဆိုတာကအဲကဘာမှာပဲဘလောက်ကြီးတဲ့ဆဲတွေတရုတ်ပြည်မှာဒီဂျပန်နိုင်ငံ မှာကျွန်တော်တို့တွားပြီးလေ့လာခဲ့တဲ့ဆယ်ကြီးတွေနီးပညာဒိတ်ဒိတ်ကျဲကောင်းမှုပြီးမှလူကကိုလူကလည်းထပ်အားဖြစ်တဲ့အနေနဲ့စက္ကမလတ်စောင့်ကြည့်နေတဲ့ဆယ်ကြီးတွေတော့အကုန်လုံးပြိုပြက်သွားတယ်အဲပြီးတော့နောက်တစ်ခုကဒီအဲချက်ချင်းဆယ်ကြီးတွေမပြိုပြက်သွားရင်တော့မှသူ့ရဲ့နောက်ဆက်တွဲအနေနဲ့နိကာရတွေကြာမြင့်လာတဲ့အခါမှာနောက်ဆက်တွဲ ဥပမာဆရာတို့ကျွန်တော်တို့သိတဲ့အတိုင်းပဲတရုတ်ပြည်ရဲ့အဲတရုတ်ပြည်မှာရှိတဲ့ကပတတ္တိယအကြီးဆုံးမြစ်ကြီးဖြစ်တဲ့ရန်စီမြစ်တွေဆိုရင်လွန်ခဲ့တဲ့2023 24မှာချောက်တွေ့သွားပြီးမှဟိုအောင်းအောဆရာဖြစ်လောက်အောင်ဟိုသူကဟိုခန်းချောက်သွားတယ်ဆိုတော့နောက်ဆက်တွဲဆိုချိုးတွေတခြားအများကြီးပေါ့နော်ပြောလို့တော့မကုန်နဲ့ဆိုချိုးတွေရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီကျွန်တော်တို့ရဲ့ AOG မြစ်ဆိုတာဟာမြန်မာပြည်ရဲ့တကယ်ကိုအသက်တွေးကြောပါ 他看过，他多讲白搭，现在我演表演，从来没样的多讲。不罗马国没批的下，后伊的演啥的，哎呀，我演的演啥的，哎呀。 တဘာဝဘေးဒဏ်ဆိုးကျိုးတွေဖြစ်လာနိုင်မှုသူကကျွန်တော်တို့အခုတလုံးငလင်လောက်တဲ့အခါလဲကျွန်တော်တို့အားလုံးမြင်ခဲ့ကြပြီလေသူကဒီစကိုင်းငလပြည့်ရွေကျော်ငလင်ကျော်ရဲ့အကျော်မှာဆိုလဲသူကတဲ့တဲ့မှာကိုရှိနေတယ်ဆိုတော့ပြီးတော့အခုကြည့်မိုးတွင်းမှာဆရာတို့ကျွန်တော်တို့မြင်ရတဲ့အတိုင်းပဲမိုးတွင်းမှာရေကြီးလာတဲ့ပမာဏကနက်နက်နော့တော့မဟုတ်ဘူးသူကနက်နက်ထူချားတယ်ဒီ AOD မြစ်ဆုံဒီ AOD မြစ်ရဲ့ဒီအထက်ဘက် ဟိုတောင်တောင်တန်းနဲ့မဆောက်တာဟိုခါကပိုရာစီကနေအဆချီပြီးမှပေါ့နော်။ကြံတဲ့နေရာတကာကရေတွေစုစည်းလာတဲ့ပမာဏကသူကထူးခြားတယ်။ဂါလန်ပေါင်းတန်းချီကတိချီပြီးမှသူကစုစည်းအခုဆိုဆရာတို့ကျွန်တော်တို့မြင်တယ်လေ။တစ်ပင်ကြီးတွေပေါ့နော်။အိမ်တွေပါတဲ့အကုန်မျောချလာတာလေ။သူကမိုးထွင်းအချိန်မှာဟိုဆောင်းသွင်းမှာကြည်လင်ပြီးကြည်ကြည်လင်ပြီးတာရလာပါတယ်။ဟုတ်တယ်။ ဆောင်းတွင်းမှာတအားလပတဲ့ကြီးလင်းနေတယ်ဆိုပေမဲ့လည်းမိုးတွင်းမှာသူရေကြီးလာတဲ့ပမာဏကတဘာဝကောင်းနေရင်တော့မှတော်တော်ကိုဆိုးတာလေကျွန်တော်တို့ငယ်ငယ်တုန်းကတွေ့ရတွေ့တွေ့တယ်အများတမ်းပဲဒါပေမဲ့အခုလိုတဘာဝပျက်စီးအထက်ဘက်မှာဒီ upstream ဘောเนาะအထက်ဘက်မှာတဘာဝဆိုးဆိုးဝါးဝါပျက်စီးပြီးတဲ့နောက်မှာဖြစ်လာမဲ့ဆိုးချိုးကရေအားရေထုပမာဏက ကြောက်ကြောက်မခန်းလေးလေးပဲဖြစ်တယ်ဒါဆိုရင်ဒီလိုအခြေမျိုးမှာဆယ်ကဘာမဆိုဖြစ်ဖြစ်နိုင်တဲ့အနေအထားဖြစ်တယ်ပြီးတော့ဤပညာကလည်းတယုတ်ဤပညာဖြစ်နေတယ်ဒါကြောင့်ဘယ်ဘက်ကပဲကြည့်ကြည့်ပေါ့နော်ပြည်သူလူထုအားလုံးရဲ့ဒီ livelihood ခေါ်တဲ့ဒီကျွန်တော်တို့အသက်မွေးဝမ်းကြောင်းတကြောလုံးကိုဟိုးမြောက်ဖြားကနေတောင်ဖြားဖြစ်မြေခိုပြီးမှလောက်ကန်စားတောက်နေရပြည်သူလူထုတန်းချီတဲ့ပြည်သူလူထုအားလုံးရဲ့အကျိုးကိုပဲကြည့်ကြည့် ဒီမြစ်ဆောင်ဆယ်ကဘလို့နည်းနဲ့ဘလို့အကြောင်းအကြောင်းမှကိုမပြုတ်လုံတင်တဲ့မဆောက်လုံတင်တဲ့စီမံကိန်းကြီးဖြစ်တဲ့ဒီလိုဟာမျိုးအသေးတွေကျွန်တော်တို့စဉ်းစားနိုင်စဉ်းစားနိုင်ကောင်းစဉ်းစားလုပ်ရမယ်ဒါပေမဲ့ဒီမြစ်ဆောင်ဆယ်ကိုပြန်လုပ်ဖို့ဆိုတဲ့ဟာကိုကျွန်တော်တို့ဟာဘလို့နည်းနဲ့မှ လက်မခံနိုင်ဘူးလက်မခံတင်ဘူးပြည်သူလူထုယဟန်ရှင်လူပြည်သူအားလုံးကလည်းအကြည့်ကျဲတညေတညွတ်ချက်ကန့်ကွက်ကြမှာပဲဆိုတော့ကိုကျွန်တော်ပြောချင်ပါတယ်လို့ဆရာဟုတ်ကဲ့ဆရာအခုဆရာဆွေးနွေးတော့လိုမျိုးပဲဒီဒီနေ့ဆိုရင်ပြင်းထန်တဲ့ငလင်လေးလွတ်ခတ်သွားတယ်ပေါ့နော်ပြီးရင်မိနစ်တုန်းကရေကြီးတယ်လို့မျိုးဒီနေ့လည်းရေဖက်ကြီးရယ်ဆိုတော့ဒါကမြစ်ဆုံဆေလူမျိုးကိုမလုတ်တင့်ဘူးဆိုတဲ့ဟာတဘာဝကကျွန်တော်တို့ကိုပြင်းပြင်းထန်ထန်တတိပေးနေပြီလို့ကျွန်တော်ကအလူတောင်ခံစားရပဲနော်ခံစားရနေရတယ်ပေါ့နော်ဟုတ် ဲ့ဟုတ်ဒီတာမန်ပြည်သူတွေကလည်းပညာရက်အရာနားမလည်တော့မှလက်တွေ့ဘဝနဲ့ကိုကျွန်တော်တို့အချီးပြီးမှမင်တာထင်တာဖြစ်လာတဲ့တဘောမျိုးလို့တော့ကျွန်တော်အဲ့လိုပြန်ခံစားနားလေရတယ်ပေါ့ဆရာဟုတ်တယ်ဟုတ်တယ်ဆရာအရင်တိတာလာတယ်နော်ဒူးတကတာမန်သူတွေလည်းရိုးရိုးလေးကြည့်ရင်ကို logic အရာပဲအော်ဒါတွေဖြစ်နေလို့ဒီလိုဖြစ်လာပါလားဆိုတာသူ့ logic အရာဒီဒီအကျိုးကြောင့်စီလျော်မှုအရာကို တာမန်လူတွေဘာလို့မဆိုတော့ခုကမြင်တွေ့နေပြီလေဟုတ်ဟုတ်ကဲ့ဟုတ်ဆရာကျွန်တော်မေကွန်းကိုပြန်ကောက်မယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ ခေါင်းဆောင်နေရာမှာရှိနေတဲ့နေပေတီတီအဖွဲ့အစည်းတီတီမှာခေါင်းဆောင်နေရာမှာရှိနေတဲ့တက်ဆိုင်ရာဒီခေါင်းဆောင်ပုဂ္ဂိုလ်တွေကကျွန်တော်တို့ပြည်နေကျွန်တော်တို့နိုင်ငံမှာဒီကျွန်တော်တို့ပိုင်ဆိုင်ထားတဲ့တဘာဝပတ်ဝန်းကျင်တရားစာသားတွေရဲ့တန်ဖိုးကိုသူတို့အနေနဲ့ဘလောက်ထိတရှိနားလည်ပြီးမှတန်ဖိုးထားတယ်လို့ဆရာအနေနဲ့မြင်မိလေပြီးရင်ဒီတဘာဝရဲ့တန်ဖိုးတွေကိုသူတို့ နားလေတီးရှိပဲမဲ့စီမံခန့်ခွဲမှုမရှိနေတဲ့ဟာလူဆရာလိုမျိုးမြင်လားဓမ္မမို့ရင်လဲဒီစီးပွားရေးလောဘကြောင့်ပဲဒီစီမံခန့်ခွဲမှုတွေကဗျမ်းမတာဖြစ်နေပြီးမှတဘောပေါဝန်ကျင်ပြုံးတိမှုဒီတယံဇာတာဒီအလာဟာတပြုံးတိမှုတွေဖြစ်နေတာလားပြည်နိုင်ငံရေးစစ်အာဏာရှင်ကြောင့်ပဲဒီဟာတွေက မလဲမရှောင်တာကျွန်တော်တို့ထုတ်ယူတုံးဆွဲနေရတာလားပေါ့နော်ဆရာအကြောင်းပြချက်တွေတော့အမျိုးမျိုးရှိကြမှာပဲဆရာအနေနဲ့ဒီလိုမျိုးအခြေအနေမှာဒီတက်ဆိုင်ရာကောင်းဆောင်တွေရဲ့သူတို့ရဲ့အမြင်သူတို့ရဲ့တွေးခေါ်မှုကဘယ်လိုရှိမယ်လို့ဆရာကြေဖြတ်မိလဲပေါ့ဆရာဟုတ်ကဲ့ဒီကျွန်တော်တို့ဟို အဲဆင်းရဲသေးတယ်မတိုးတက်ဘူးမတိုးတက်သေးဘူးဆိုတော့ကျွန်တော်တို့လိုနိုင်ငံတွေကတော့အထွတ်အဖြင့်ကျွန်တော်တို့ကတော့အဲဆင်းရဲတဲ့နိုင်ငံတွေထဲမှာတော့မဟုတ်အောက်ဆုံးမှာဖြစ်နေတာကိုဒါကြောင့်ကျွန်တော်တို့ကိုဥဆောင်ဥရွက်ပြုနေကြတဲ့အဲနိုင်ငံကောင်းဆောင်လေးပါတီကောင်းဆောင်လေးပါတာရေးဆိုင်ရာ ကောင်းဆောင်ကြီးကြီးပြီးတော့ဒီကျွန်တော်တို့လက်နက်ကင်အဖွဲ့အစည်းတွေကောင်းဆောင်ကြီးတွေပေါ့လေကျွန်တော်တို့လူထုကိုဥဆောင်နေရကောင်းဆောင်နေအားလုံးပေါ့သူတို့တွေကလည်း တဘာဝပတ်ဝန်းကျင်ဆိုင်ရာသူ့ရဲ့တကယ်သူ့ရဲ့ value ပေါ့နော်တန်ဖိုးကိုတကယ်ပဲဒီချစ်မြတ်နိုးပြီးမှတန်ဖိုးထားလောက်တဲ့အစ်စင်တော့တေချာတာတော့အင်မတန်မှနည်းတယ်ပေါ့နော်မရှိကြတော့မဟုတ်ဘူးအနည်းနဲ့အများတော့ရှိကြမှာရှိကြတာဖြစ်တယ်ဒါပေမဲ့လည်းတချို့ဆိုတော့တော်တော်ကိုနည်းတာပေါ့နော်တချို့တွေကတော့ရှိကြမှာပါတိကြပါတယ်တိကြမယ်လို့လည်းကျွန်တော်တို့ထင်ပါတယ်ဒါပေမဲ့အဲဆရာပြောတဲ့အထက်မှာလည်းပါပြီပေါ့နော်ကျွန်တော်တို့နိုင်ငံရဲ့ အဲလိုအပ်ချက်ကကျွန်တော်တို့နိုင်ငံရဲ့ပြိပခတွေကကိုနိုင်ကလည်းဒီကျွန်တော်တို့ရဲ့တဘာဝတရားစာတတွေကိုရေရှည်အတွက်ပေါ့နော်တကယ်ကိုထိမ့်သိမ့်ပြီးမှရေရှည်အကျိုးတရားဒီအဲရေရှည်တည်တတ်နဲ့ဖွံ့ဖြိုးရေးရေရှည်တည်တတ်နဲ့တိုးတက်အဲတိုးတက်ရေးဒီ sustainable development ဆိုတဲ့ concept မျိုးကိုကကနနာတို့တွေမသိကြဘူးပေါ့လေအဲ့ဒါကလည်းတကြောင်အဲပါတယ် နောက်တစ်ခုကတော့သူတို့ကတကယ်ကိုတိုးတက်ခြင်းကြတယ်လေကျွန်တော်တို့အပါဝင်ပေါ့နော်မိဥပမာမြင့်ဆုံးဆဲဆိုလဲမိရခြင်းကြတယ်ဖွင့်ဖြိုးရေးနဲ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုတဲ့ဟာကိုချင်ခွင်ရှာညှိမယ်ဆိုရင်ဖွင့်ဖြိုးရေးကတိတ်ကိုဆင်းရဲလွန်းလာခဲ့တာကလည်းတိတ်ကြာတော့ဟိုကျွန်တော်တို့ဖွင့်ဖြိုးရေးကိုပို့ပြီးအတားပေးခြင်းကြတယ်အလေးပေးခြင်းကြတယ်လူကြီးတွေ အဲဘာသာရေးမနေပဲမှာဖြစ်ဖြစ်နိုင်ငံရေးမှာဖြစ်ဖြစ်စိတ်ရေးမှာဖြစ်ဖြစ်အများကြီးတွေ့ရတာပေါ့နော်အဲ့ဒါတစ်ခုနောက်တစ်ခုကတော့တကယ်ကိုကျွန်တော်တို့ရဲ့အဲပြိပက္ခတွေကလည်းဒီတည်ရန်ဇာတကို မဖြစ်မနေထုတ်ယူနေရဖို့တွန်းပို့နေတာကလည်းတကြောင်တာကလည်းအတိအကျပါပဲဘာကြောင့်ဆိုဒီအခုဆိုရင်ပိုဆိုးတာပေါ့နော်ဒီຫນွေဥတော်လံရေးကြီးဆိုတာကျွန်တော်တို့တတိုင်းပြည်လုံးအုံနဲ့ကျင်းနဲ့ကျွန်တော်တို့ဒီတိုက်ခိုက်နေတယ်စူးစမ်းနေကြတဲ့အချိန်မှာငွေကြေးပိုင်းက လုံးဝဟိုလိုနေအတိအကျကိုလိုနေတဲ့အတွက်ကြောင့်လဲကျွန်တော်တို့တရားစာတအရင်အမြင့်တွေကိုသူ့ရတန်ဖိုးတွေကိုတိတော်ညာလဲအချင်းနေအကြောင်းအမျိုးမျိုးကြောင့်တအားကိုဟိုဖြစ်စည်းနေရတယ်ထုတ်လုပ်နေရတာလဲတကြောင်ပေါ့လေနော်နောက်တစ်ခုမှာကဆရာပြောတယ်လို့ပဲဒီလောဘတရားအပ္ပံပါဒီ corruption လို့ခေါ်တဲ့ဒီကျွန်တော်တို့ရဲ့အကျင့်အကျင့်ချက်ချစားမှုတွေဒီဒီလို ဟိုအခက်ခဲအကျန်းအကျဉ်းအကျက်တွေကြားထဲမှာလဲဒီအခွင့်ရေးသမားလို့ပြောရမှာပေါ့နော်ခရိုနီတို့ခရိုနီလိုဟာမျိုးတွေပြီးတော့ကျွန်တော်တို့ဒီတက်ရင်တက်ဖွဲ့တွေကျွန်တော်တို့အဖွဲ့စည်းတွေမှာကိုနိုင်ကလည်းပဲအဖွဲ့စည်းပဲဖြစ်ဖြစ်ပေါ့လေဘာသာရေးမှာလဲကျွန်တော်တို့မြင်နေကြရတာပဲအခွင့်ရေးသမားတွေဒီတီဟန်ဇာတကိုတို့ရဲ့ဘာသာရေးတို့ရဲ့ဒီနိုင်ငံရေးတိုက်ပွဲတွေဆိုပြီးအအကြောင်းပြချက်နဲ့ အမျက်ထုတ်ပြီးမှ exploit လုပ်တာပေါ့နော်အမျက်ထုတ်ပြီးမှခေါင်းပုံဖြတ်အမျက်အအခွင့်ရေးယူပြီးလှုပ်ရှားနေတဲ့လူတွေကလည်းကျွန်တော်တို့မြင်နေတွေ့နေကြရတယ်လေဆိုတော့ကန်ဆိုးစွာပဲကျွန်တော်တို့ကဆရာပြောတဲ့ဟာအားလုံးကကျွန်တော်တို့ကိုစုပြုံပြီးမှဒီတဘာဝပတ်ဝန်းကျင်ကိုဖျက်ဆီးဖို့ဖုတ်ဖက်ခြင်းဖြစ်ဖို့အဲ့လိုတွန်းပို့နေတာဖြစ်တယ်ဒါကြောင့်လည်းဆရာတို့ကျွန်တော်တို့အယံကိုခံရတယ်လေဆရာအယံကိုခံရတာဖြစ်တယ်လို့ကျွန်တော်တို့အဲ့လိုအဲ့လိုတုံ့တက်ချင်ပါလို့ဆရာဟုတ်ကဲ့ ဟုတ်တယ်ဆရာဆိုတော့ကျွန်တော်တို့ဒီအရက်အแทမှာအမြဲတမ်းရင်းနှီးနေတဲ့ဇကားတစ်ခုတောင်းမရှိရပါဘူးနော်ဆရာ ကျွန်တော်တို့နိုင်ငံမှာအာဏာမရှိရင်ငွေရှိရမယ်ဆိုတဲ့အခါမျိုးဆိုတော့အဲ့လိုမျိုးဇကားတွေက အဲလက်နက်ကန်အဖွဲ့အစည်းဒီမှာပဲမဟုတ်ပဲနဲ့ဆရာပြောလိုမျိုးဒီလူမှုအဖွဲ့အစည်းဒီဘာသာရဲ့အတင်းအဖွဲ့ဒီမှာပါဝင်နေတဲ့ဒီဖွဲ့အစည်းဒီမှာတော်တော်များများကျွန်တော်တို့အဲ့လိုမျိုးဒီအတွေးကျွန်တော်ထင်တော့ဒါလွဲမားတဲ့အဲအတွေးခေါ်ရတော်မှာကျွန်တော်တို့တော်တော်လွဲမိုးခံနေရတယ်လို့ကျွန်တော်ခံစားရတယ်။ဒါလေကျွန်တော်တို့တို့တွေကလည်းဆရာတို့ကျွန်တော်တို့အားလုံးသိတယ်လေတိ တကွက်ဆိုလဲတကွက်တောင်းတယ်ဟိုကြောက်စင်းကွက်တယ်ဆိုလဲကြောက်စင်းကွက်တယ်ဟိုအားလုံးတော့မဟုတ်လေနော်ဒါပေမဲ့တချို့ပေါ့လေအဲ့လိုမျိုးလှုပ်ပြမဒါလည်းဖြည့်ဆည်းမှုမှာအကြောင်းအရာတွေပဲလေနော်ဆိုတော့ဟုတ်ကဲ့ဆရာဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်တို့အခုတဘောပါဝင်ခြင်းရေးလို့ပြောရင်အများမြင်တဲ့ဟာ NGO အဖွဲ့အစည်းကြီးအရက်ဖက်အဖွဲ့အစည်းကြီးလှုပ်တဲ့ကန္တာလို့မြင်နေတာပေါ့နော်ဆရာဒါပေမဲ့ကျွန်တော်တို့အခုပြန်ကြည့်ရတဲ့အခါမှာအရင်ကကျွန်တော်တို့က ပြောလို့နိုင်ငံရေးစီးပွားရေးလူမှုရေးပညာရေးအဲ့လိုပဲအဓိကဖြစ်တော့ဒီအကြောင်းအရာတွေကိုပဲအဓိကဦးစားပေးပြီးမှ policy မှာပဲဖြစ်ဒီလက်တွေ့အကောင်ထေပေါ်တဲ့အပိုင်းမှာဖြစ်အဲ့လိုစဉ်းစားကြတာပေါ့ဒါပေမဲ့အခုဒီတဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့ဟာဒီဒီယာတီဥတုပြောင်းလဲမှုတွေနဲ့ပတ်သက်တဲ့ကျူးဆက်တွေကကျွန်တော်တို့တကယ်ပြည်သူတွေမှာလက်တွေ့ဘဝမှာထိခိုက်လာတာဖြစ်တဲ့အတွက်ဒါတွေကနိုင်ငံရေးရဲ့ ီအရေးကြီးတဲ့အကြောင်းအရာတွေထဲမှာကျွန်တော်တို့ဟိုမလွဲမရှောင်တာထည့်တွင်းစဉ်းစားရမယ်ဟိုကန္တဖြစ်လာပြီလို့တော့ကျွန်တော်အဲ့လိုစဉ်းစားမိတာပေါ့ဒီအပေါ်မှာဆရာဘလူးဆွေးနွေးခြင်းနဲ့ကျေးဇူးပြုပြန်ဆွေးနွေးပေးပါအောင်ဆရာကျွန်တော်တို့ဒီကချင်ပြည်နယ်လို့အဲတဘာဝရာဒီဥတုတဘာဝအရေးမြေတောတောင်တွေရှိတဲ့နေရာမျိုးမှာတကယ်ကိုကျွန်တော်တို့ဒါအဲနိုင်ငံတော်ကိုအုပ်ချုပ်မင်းလုပ်ကြတဲ့လူတွေ သက်ဆိုင်ရာအဖွဲ့အစီအသေးသေးကဘာသာရေးနယ်ပယ်ဖြစ်ဖြစ်ဒီကျွန်တော်တို့အရပ်ဘက်စစ်ဘက်ပါတီနိုင်ငံရေးအားလုံးကပဲတကယ်ကိုပေါ့ချင်းထင်းသေးရေးကိုတကယ်ကိုမျက်မျက်နှုံးနှုံးနဲ့မထိမ့်သိမ့်လို့ကိုမရတော့ဘူးဆိုတော့အမြင်နဲ့စိတ်ဓာတ်နဲ့ကျွန်တော်တို့ဒါကကပါလုံးဆိုင်ရာအဲအရေးအကြောင်းအရေးအရာလည်းဖြစ်နေပြီအဲကပအဲကပရဲ့ဒီဆွေးနွေးပွဲကြီးတိုင်းမှာလဲ conference တိုင်း UN ရဲ့ညီလာခံတိုင်း အာဆီယံရဲ့ညီလာခံတိုင်းဘာဘာကပရေးရာတိုင်းမှာဒီပတ်ဝန်းကျင်ပတ်ဝန်းကျင်ပျက်စီးမှုရဲ့နောက်ဆက်တွဲဖြစ်တဲ့ဒီ climate ဒီရာသီဥတုဆိုးဝါးဖောက်ပြန်လာမှုရဲ့ဒီဆိုးကျိုးတွေကိုထိန်းသိမ်းကာကွယ်ဖို့ဒီ issue ကိုကန့်တွဲဖြစ်ရှင်းကြဖို့ဆိုတဲ့ဟာကကမ္ဘာရဲ့ဘယ်ဘယ်အစည်းအဝေးမှာဖြစ်ဖြစ်ဒါကနေရာယူနေတာဖြစ်တယ်ဆိုလိုတာကပတ်ဝန်းကျင်ပဲဆိုပြီးမှပေါ်တည်တည်မရတော့ဘူးဆိုတာကိုကျွန်တော်ပြောချင်တာပါဒါကြောင့် ဆရာပြောတယ်လို့ပဲအတိုင်းပြည်ကိုကန္တာပေါင်းဆောင်ကနေသူ့ဟိုအုတ်ချုပ်နေကြဥဆောင်ဥရွက်နေကြတဲ့ကောင်းဆောင်ကောင်းဆောင်ကြီးများအားလုံးကလည်းတရားကိုတကယ်ပဲထိမ့်သိမ့်လို့စိတ်ကောက်ွယ်လို့စိတ်နဲ့ထိမ့်သိမ့်မယ်ဆိုရင်ကျွန်တော်တို့ထိမ့်သိမ့်လို့ရနိုင်ပါတယ်လို့အဲ့ဒါကိုကျွန်တော်အားပေးချင်ပါတယ်ထိမ့်သိမ့်ကြရအောင်လို့လည်းကျွန်တော်တို့ဘာကြောင့်ဆိုကျွန်တော်တို့ဒီစီမံကိန်းလေးဆရာပြောတယ်လို့ပဲ NGO တို့ CSO တို့စီမံကိန်းလေးတွေပဲလောက်တာတော့မှတတော်လုံးလုံးပြန်ပြည့်တယ်လေကျွန်တော်တို့ဆရာတို့ ဒီအစုဖောက်ပန်တက်တော်တွေလို့တော့တတော်လုံးတတော်လုံးပြန်ပြေတောင်းမပြောင်းပြီးနော်လုံးဝပြောင်းပြီးတိဟိုဒီဒီအဲတရားမဝင်တိထုတ်လို့လို့အဲတောင်းရလို့လို့ပြောင်းသွားပြီးတဲ့ဟာတွေကို ကျွန်တော်တို့ဒီတနိုင်တပိုင်လေးတွေပြန်လှုပ်ကြတော့အကုန်လုံးပြန်ပြေတယ်လေတက်တော်ကျွန်တော်တို့ဂါရယံတို့ခဆူတပတ်လွန်မြန်ဝူယံတကြောလုံးကျွန်တော်တို့တွေလှုပ်ခဲ့တာအကုန်လုံးတက်တော်ပြန်ပြေနေပြီဒါကြောင့်မို့တကယ်ပဲကျွန်တော်တို့တွေဟာညင်ညင်ညွတ်ညွတ်နဲ့အားလုံးအတူတကော လက်တွဲညီညီနဲ့ထိမ့်သိမ့်ကြရအောင်ဆိုပြီးပြန်ထိမ့်သိမ့်ရင်အဆင်ပြေရရပါတယ်လို့ကျွန်တော်အားပေးချင်ပါတယ်။ဟုတ်ကဲ့ဆရာနောက်ဆုံးအနေနဲ့ ဆရာပြောလိုလိုမျိုးကျွန်တော်တို့ဒီပြန်ပြီးမှထိန်းတင်ပြုတ်ပြင်လို့ရတဲ့တစ်တော်တွေကိုကြတော့ကျွန်တော်တို့နိုင်ငံရဲ့အခြေအနေဒီဒီတရားဥပဒေစိုးမိုးမှုတွေရှိရင်တော့ပြန်ပြီးမှကျွန်တော်တို့ပြုတ်ပြင်ထိန်းတင်နိုင်တာပေါ့နော်အဲ့ဒါဖြစ်တဲ့အတွက်ကျွန်တော်တို့တဘာဝပတ်ဝန်းကျင် စီမံကိန်းတွေစီမံခန့်ခွဲမှုတွေအကောင့်တွေပေါ်ဖို့ကလည်းဒီကျွန်တော်တို့နိုင်ငံရဲ့အတိတ်ကကြတဲ့နိုင်ငံရဲ့ပြဿနာ ပြည်လည်ဖို့အတွက်အတိတ်ကကြနေလို့ဖြစ်နေတာပေါ့ဒီတဘာဝပတ်ဝန်းကျင် အရေးနဲ့ပတ်သက်ပြီးမှ လှုပ်ရှားနေတဲ့လှုပ်ရှားသူတွေအနေနဲ့ရောဒီကျွန်တော်တို့နိုင်ငံရဲ့နိုင်ငံရဲ့ပြည်တနာနဲ့ဒီနိုင်ငံတကာရဲ့တဘာဝပတ်ဝန်းကျင်အရေးဆောင်ရွက်မှုဒီငင်းချမ်းရေးဆောင်ရွက်မှုတွေနဲ့ချိတ်ဆက်ပြီးမှဒီနိုင်ငံတကာမှာပဲဖြစ်ဖြစ်ဒီပြည်တွင်းမှာပဲဖြစ်ဖြစ်ဘယ်လိုမျိုးအဲလှုပ်ရှားဆောင်ရွက်တင့်တယ်လဲပေါ့နော်အဲ့ဒါဆွေးနွေးနေတဲ့ဆရာဖြည့်ဆွဲဆွေးနွေးနေတဲ့ခါရောပြန် နောက်ဆုံးအနေနဲ့ဖြည့်ဆွဲ့ပေးပါဆရာဟုတ်ကဲ့ကျေးဇူးပါဆရာဒီကျွန်တော်တို့ရဲ့အဲအခုဟိုမြန်မာနိုင်ငံမှာမြန်မာနိုင်ငံတပွန်းလုံးမှာဖြစ်ပျက်နေတဲ့တဘာဝပတ်ဝန်းကျင်တရားစာတာလေးအလကားနေပါပေါ့နော်ဟိုမဟိုနှမျောဆရာပေါ့နော်တကယ်ကိုဒီဆုံရှုံနေကြရတာကတကယ်တကယ်တော့ဟိုကျွန်တော်တို့မှာဘာမှဒီ control over ပေါ့နော်တေချာထိန်ကုတ်ထိန်သိမ်းနိုင်မှုကျင့်ဝတ်တွေနဲ့တော့လကောင်းအဲ policy တွေဥပဒေတွေနဲ့တော့လကောင်း ကျွန်တော်တို့မလုံနိုင်တဲ့အတွက်ကြောင့်ဖြစ်နေတယ်ဆိုတာကတော့ရှင်းနေရတယ်လေနော်ဆရာတိုက်ပွဲတွေကြောင့်ကျွန်တော်တို့ဆော့ဆော့ဆွေးနွေးခဲ့ကြတဲ့အတိုင်းပဲမလုံချင်ပဲနဲ့မဖြစ်တဲ့မဖြစ်ချင်ပဲနဲ့လည်းမပြည့်စည်ချင်ပဲနဲ့လည်းပြည့်စည်နေရတာလေဒါပါနေတယ်ဆိုတာမြင်တွေ့နေရတယ်ဒါကြောင့်ကျွန်တော်ရဲ့သူတည်တနာလောက်တဲ့ကျွန်တော်ဒီဂျပန်နာဂိုယာမှာကျွန်တော်တက်တဲ့ကျွန်တော်ရဲ့မာစတာအတွက်ကျွန်တော်လုပ်တဲ့သူတည်တနာရဲ့ကျွန်တော်ရဲ့တွေ့ရှိချက်တွေနဲ့နောက်ဆုံး recommendation လို့ပြောတဲ့ ကျွန်တော်တို့ပတ်ဝန်းကျင်အဲ့လိုမပြည့်စည်ဖို့ထိမ့်သိမ်းနိုင်ဖို့ရအတွက်အဲလုံလုံကြရမယ်ဆိုတဲ့ညမှာကျွန်တော်ရဲ့တွေးရှိချက်မှာလည်းအဲ့ဒါကနံပါတ်1အနေနဲ့တွေ့တယ်အဲ့ဒါပါလဲဆိုရင်ဆရာပြောတဲ့ငင်းချမ်းရေးပဲဟုတ်တယ်ဆရာဘာကြောင့်လဲဆိုရင်အခုဆိုရင်ဆရာတို့တတိုင်းပြည်လုံးမှာကျွန်တော်တို့ကြည့်ကြည့်လိုက်ရင်ဟိုးရခိုင်ကကမ်းလွန်မှာရှိတဲ့ရေနံတွေတဘာဝတန်ငွေတွေဒီအညာဒေတာမှာအဲကျွန်တော်တို့ရဲ့တထုတွင်းတွေရှမ်းပြည်မှာနေရတနိုင်ငံလုံးမှာပေါ့နော်ဒီ ျွန်တော်တို့ရဲ့တည်ရန်စာတတွေမတရားကောင်းပုံဖြက်အဲပေါ်ပေါ်ပြပြနဲ့ကျွန်တော်တို့ဆုံရှုံနေရတဲ့ဖြက်စီးခံနေရတဲ့ဟာတွေအားလုံးကတကယ်ပဲကျွန်တော်တို့နိုင်ငံနေနိုင်ငံရေးကောင်းပုံပြမတကယ်ကိုစစ်မှန်တဲ့ဒီကျွန်တော်တို့ရဲ့ system ပေါ့လေဒီစနစ်တွေနဲ့တေချာထိန်းကြောင်းမယ်တေချာကိုကောက်ွယ်ဆောင်ရှောက်မယ်ဆိုရင်တူးတော်ညာလဲထုတ်တော်ညာလဲကျွန်တော်တို့ဟာစနစ်တကျနဲ့ထုတ်ယူနေကျွန်တော်တို့ဒီလွန်ခဲ့တဲ့ ဒီအယတ္တအစိုးရကာလခဏလေးမှာတောင်မှကျွန်တော်တို့တွေဆရာတို့ကျွန်တော်တို့တွေပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေတော်တော်လေးအဲစီးပွားရေးလုပ်ငန်းရှင်ကြီးတွေမိုင်းအဲကြောက်တူးတဲ့လူတွေနဲ့ပူးပေါင်းပြီးအလုပ်တွေလုပ်လာကြရတယ်တကယ်ပဲသူတို့တွေဟာလည်းဒီတစ်တော့တွေလည်းပြန်ပြီးမလုပ်လို့ပေါ်မရတဲ့ policy တွေမျိုးတွေနဲ့ထိန်းထိန်းချုပ်မှုအောက်မှာလုပ်လာကြရတယ်ကောင်းလာတယ်ပေါ့နော်ထိုနည်းထိုနည်းတူစွာပဲကျွန်တော်တို့တွေဟာ အခုလည်းတကယ်ပဲအဲနိုင်ငံရေးတွေကောင်းသွားတယ်ဆိုရင်ကျွန်တော်တို့ဟာဒီဥပဒေတွေလုံထုံးလုံနည်းတွေဒီ system ပေါ့နော်ဒီအဲတဘာဝတရားစတာအရင်မြစ်တွေတစ်တော်တွေကိုထုတ်လုပ်ထုတ်လုပ်တဲ့နေရာမှာလည်းတကယ်ပဲတိုင်းသူပြည်သားအတွက်တိုင်းသူပြည်သားဒေသခံတွေအတွက်လည်းအကျိုးရှိတဲ့ရလတ်ကောင်းတွေရမယ်သူဒေသခံတွေအကျိုးရှိမဲ့အဲထုတ်လုပ်မှုတွေဖြစ်မဲ့အဲ တကယ်တကယ်ပဲနိုင်ငံတော်လည်းအကျိုးရမယ်လုံတဲ့လူလည်းထိုက်တဲ့နဲ့အကျိုးတွေရမယ်ဆိုတာမျိုးဖြစ်ပေါ်ရာအတွက်ကတကယ်ကိုစစ်မှန်တဲ့ငြိမ်းချမ်းရေးစစ်မှန်တဲ့တရားဥပဒေစိုးမိုးရေးတွေရှိပြီဆိုတော့နောက်မှအဲ့ဒါတွေကဖြစ်လာနိုင်တာကိုကျွန်တော်တို့အခုအတွေ့အကြုံအရတောက်လျှောက်ကျွန်တော်တို့ဟိုရဲ့အတွေ့အကြုံအရကအဲ့လိုမြင်နေရတာဖြစ်တဲ့အတွက်ကြောင့်တကယ်ပဲ နံပါတ်1ကငိမ့်ချရေးအရေးကြီးတယ်လို့ပဲနံပါတ်2လည်းငိမ့်ချရေးပဲနံပါတ်3လည်းငိမ့်ချရေးပဲငိမ့်ချရေးရသွားတဲ့အခါနေမြေမှာဥပဒေတွေစိုးမိုးမယ်ဥပဒေတွေစိုးမိုးရင်ဘယ်သူမှမင်းမဲ့စရိုက်နဲ့ဘယ်သူမှလှုပ်လှုပ်ခွင့်မရဘူးလှုပ်လှုပ်လို့မရဘူးလူထုလည်း ကျွန်တော်တို့တေချာစစ်စစ်ဘက်ကိုတော့၎င်းစစ်ပွားရေးလုပ်ငန်းရှင်များကိုတော့၎င်းကျွန်တော်တို့ထိန်းကျောင်းနိုင်မှာဖြစ်တယ်အဲ့ဒါဆိုရင်ကျွန်တော်တို့တကယ်ပဲကောင်းမွန်တဲ့ဖွံ့ဖြိုးတိုးတက်မှုပေါ့နော် sustainable development ဆိုတဲ့အရေးရှိတည်တဲ့နဲ့ဖွံ့ဖြိုးမှုအလုံးညီညွညီမြအကျိုးခံစားနိုင်တဲ့ဖွံ့ဖြိုးတိုးတက်မှုအနေနဲ့လှုပ်ဆောင်နိုင်မှာဖြစ်တယ်လို့ကျွန်တော်တော့အဲ့လိုဆွေးနွေးချင်ပါတယ်ဆရာဟုတ်ကဲ့ကျေးဇူးဟုတ်ကဲ့ဆရာချင်းပေးပြီးဆွေးနွေးပေးတဲ့ကျေးဇူးတင်ပါတယ်ဆရာ အလင်းနဲ့ထားပြီးမှဆွေးနွေးတော့တဲ့ငင်းချမ်းရေးစုတဲ့ဟာလေကျွန်တော်တို့နိုင်ငံမှာလက်နက်ကင်ထားတဲ့စစ်တပ်တွေဥဆောင်နေတည်းတော့ငင်းချမ်းမယ်လို့လည်းကျွန်တော်တို့မထင်တဲ့အခါကျတော့ကျွန်တော်တို့တန်ဖိုးထားတဲ့တဘာဝပတ်ဝန်းကျင်ကလည်းဒီလိုမျိုးလက်နက်ကင်စစ်ကောင်းဆောင်တွေဒါကြီးစိုးနေရင်တော့ဆက်ပြီးပြစည်းနေအောင်မယ်လို့ပဲကျွန်တော် နားလေလိုက်ရပါတယ်ဆရာကျွန်တော်တို့လူချင်းတဲ့ငင်းချမ်းရဲ့အမြန်ရရှိပါစေလို့ဆုတောင်းပါတယ်ဆရာအာမင်ပြည့်စုံပါစေအဲ့ဒါအရေးကြီးဆုံးပါပဲဆရာဟုတ်ကဲ့